ဟယ်လိုအားလုံးပဲမင်္ဂလာပါအရစ်စတန်ဟီလာပိုင်ကတ်စထရင်းပေ့ချ်မှာကြိုဆိုပါတယ်အရစ်ချက်အခုလုပ်ပေးမယ့် reading က um rich money ကပြောထားတဲ့အတိုင်း collab reading ကိုမှလူအသစ်တော်ကိုအာကြည့်ပေးမယ့် reading ပေါ့နော်အဲ့တော့ဒါကတော့ကြားပြက်လေး rich လုပ်ပေးဖြစ်တာဒီ reading ကကြတော့ကိုဘဝထဲမှာလူအသစ်ဝင်လာတာကိုမှတော်တော်ကိုမှ um within one month အတွင်းပေါ့နော် ဒီတလာတာတော့တွင်မှာကိုဘွားရဲကိုလူအစ်တစ်ယောက်ဝင်လာပြီးတော့အာဒီ new person နဲ့ကိုနဲ့ကြားမှာအခြေအနေတွေကဘလို့ပုံစံပြောဆိုနေပါစေ situationship ပဲဖြစ်ဖြစ်လောကရုပ်တရက်ကြီး inner relationship ဝင်သွားတာမျိုးပဲဖြစ်ဖြစ် any or any relationship ပေါ့နော်အဲ့ဒီအခြေအနေမှာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ဒီ new person ကဒါကိုယ့်ပေါ်မှာမိမိပေါ်မှာဘလို့မျိုး true feeling ပေါ့နော်သူတို့ရဲ့စိတ်ခံစားချက်အစစ်မှန်သဘောထားအစစ်မှန်စိတ်ရင်းအစစ်မှန် true feeling ကဘာတွေဖြစ်မလဲဆိုတာရယ်ဒီ new person ကကိုစီကိုဘယ်လိုမျိုး next action next move တွေယူလာမလဲဆိုတာရယ်နောက်ဒီ new person နဲ့ကိုနဲ့ကြားထဲမှာအခြေအနေတွေကရှေ့ဆက်ပြီးတော့ဘာတွေဆက်ဖြစ်လာဖို့ရှိမလဲဆိုတာရယ်ကို rich ကသုံးခုစလုံးပေါ့နော်တခါလေးကြည့်ပြီးသွားမှာဖြစ်တယ်အဲ့တော့ new person လို့ rich collaborating caption တင်ထားတဲ့အတိုင်းပဲ ို့မှရှိနေပြီးသားလူအဟောင်းအနေနဲ့ပတ်သက်ပြီးတော့ကြည့်လို့မရအောင်เนาะရှိနေပြီးသားလူတွေအချိန်အကြာကြီးပေါ့เนาะပြောရမယ်ဆိုတလထက်ပိုတဲ့တည်နေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဒီ reading ကိုကြည့်လို့မရဘူးဒါ average ကလုံးဝ within 1 month အတွင်းမှာကိုယ်စီကိုကိုယ်ဘဝတဲကိုဝင်လာတဲ့ new person only เนาะအဲ့ဒီလူအစ်စ်တွေတော့ပဲကြည့်ပေးမှာဖြစ်တယ်ဆိုတော့အဲနည်းနည်းလေး clarification လိုချင်နေတဲ့သူတွေเนาะဒီ new person နဲ့ပတ်သက်ပြီးတော့ကိုယ်ဘဝထဲမှာ confusion ဖြစ်နေတာမျိုးတွေကိုယ့်ရဲ့စိတ်ထဲမှာ inner conflict ပေါ့เนาะဒီလိုနဲ့ရှေ့ဆက်ပြီးတော့ဘာတွေဆက်ဖြစ်မှာလဲဒီလိုကကိုယ့်ဘုံမှာတကယ်စိတ်ဝင်စားတာဖြစ်တာရောဟုတ်ရဲ့လားเนาะဒီလိုကကိုယ့်အတွက်ကိုတကယ်ရည်ရွယ်တာလားဒီလိုနဲ့ပတ်သက်ပြီးတော့ငါရှေ့ဆက်သွားမှာလားလောကအခုချိန်မှာပဲဘာမှဟိုတန်ရုံးခြင်းအရင်ကြီးမတွေ့မိခင်ဖျက်ချလိုက်ရမလားဒီလိုလူမျိုးတွေဒါကြည့်လို့ရတယ်เนาะဘာလို့လဲဆိုတဲ့အခါကျတော့တည်တည်ချာချာစိတ်ကိုနှိမ့်မြုပ်ချင်တဲ့သူတွေကကြာဒီ new person နဲ့ပတ်သက်ပြီးတော့တော်တော်လေး confusion ဖြစ်နေတာမျိုးတွေတွေ့ရတယ်โอเคအဲ့တော့အဲ့ဒီအရာတွေအားလုံးတော့ rich card degree မှာ clarification generation လုပ်ပေးတော့မှာဖြစ်တယ်အာဒါပေမဲ့လည်းဒါဒီ general reading ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးတော့ seriously arrange မယူစေချင်ဘူးအမ်တချို့ကောင်းတဲ့အနမိတ်စကားလေးတွေကိုပဲ energy claim လုပ်ပါနော် okay အဲ့ဆိုရင် arrange ကအာ ဒီပုံစံ reading ကတော့အရှိမဟိုးအရင်တုန်းကပေါ့နော်2024ထဲမှာ10လပိုင်းလောက်တုန်းကဖြစ်မယ် rich တင်ပေးထားဖို့ပြင်မယ်အဲတုန်းကတော့ rich universe guidance တွေရောဒါ oracle deck တွေသုံးပြီးကြည့်ပေးတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ rich ကဒီ deck ပေါ့နော် tarot deck လေးတစ်ခုတည်းဝယ်သုံးပြီး rich ကြည့်ပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့တစ်ဖက်ဒီ new person က rich healers လေးတွေအပေါ်မှာ ဒါ true feeling ပေါ့နော်ဘယ်လိုမျိုးစိတ်နေသဘောထားရှိတယ်လဲပေါ့သူတို့ရဲ့ခံစားချက်အစမှန်သဘောထားအစမှန် true feeling ကဘာတွေဖြစ်မလဲဆိုတာကို rich အရင်ဆုံး cut shuffle လုပ်ပြီးကြည့်ပေးမှာပေါ့နော် okay ဒါဆိုရင် rich တို့ shuffle လုပ်အောင်နော်အဲ့တော့ဒီ new person ကကိုစီကိုဘယ်လိုမျိုးကိုပေါ်မှာပေါ့နော်ဘယ်လိုမျိုးစိတ်နေသဘောထားဘယ်လိုမျိုးခံစားချက်အစမှန်သဘောထားအစမှန်နော်စိတ်ရင်အစမှန် true feeling ရှိနေမလဲ new person and true feelings go which I am zong jime. I'll put this here for a look on enough. new person yeah go true feeling for now okay bottom of the deck got oh, six of wands Navdakaka, Two of Pentacles, Navdakaka, Page of Wands, Navdakaka, Temperance, Nausongdakaka, Knight of Wands. Okay. အတော့ဒါကတော့ true feeling အင်း risk card တွေတခါတည်းပဲ shuffle အရင်လုံးလိုက်ပါရမယ်เนาะအဲ့တော့ next action next move for the new person ကကိုယ့်စီကိုဘယ်လိုမျိုး next action next move တွေယူဆောင်လာဖို့ရှိမလဲဒါ next action next move ပေါ့နော်ကိုစီရဘလိုမျိုး action တွေယူလာဖို့ရှိမလဲဒီ new person ကအဲ့တော့ bottom of the deck Card. four of pentacles Now. နောက်တစ်က ten of swords Now. နောက်တစ်က three of cups နောက်တစ်က the hangman Now. So. Card. 9 of swords okay hmm. အဲ့တော့ new person နဲ့ကိုယ်နဲ့ကြားထဲမှာဘယ်လိုမျိုးအခြေအနေတွေရရှေ့ဆက်ပြီးတော့ဖြစ်လာဖို့ရှိမလဲပေါ့နော်အခြေအနေတွေပါဆက်ဖြစ်လာမလဲဒါလေး orange card တွေခါးလေးဆက်ပြီးတော့ share ပါလို့လိုက်ပါမယ်နော် ီ new person နဲ့ကိုယ်နဲ့ကြားထဲမှာအခြေအနေတွေရှေ့ဆက်ပြီးတော့ဘာတွေဆက်ဖြစ်လာဖို့ရှိမလဲဆိုရှင် bottom of the deck က page of cups နောက်တစ်ခါက ace of pentacles နောက်တစ်ခါက ace of cups oh my god နောက်တစ်ခါက the tower နောက်ဆုံးတစ်ခါက seven of swords okay အဲ့တော့ risk ကလေးတွေစီပြင်ပြန်လာခဲ့ပါမယ်เนาะခဏလေးပါ Hello I'm back so lost at the reading Okay အဲ့တော့ဒီ new person နဲ့ပတ်သက်ပြီးတော့ဗောနော်အမ်ကိုပေါ်မှာဘယ်လိုမျိုး true feeling ရှိမလဲပြီးရင် next action ဘာတွေယူလာမလဲပြီးရင်နှစ်ယောက်ကြားရှေ့ဆက်အခြေအနေတွေဘာတွေဆက်ဖြစ်လာဖို့ရှိမလဲเนาะဒါတော့ risk hobby မှာဖြစ်ပါတယ်အဲ့တော့ true feeling ပေါ့နော်သူတို့ဒီ new person ကကိုယ့်ပေါ်မှာဘယ်လိုမျိုးစိတ်သဘောထားရှိတယ်လဲသူတို့ရဲ့ စိတ်ရင်စင်မှန်သဘောထားစင်မှန်ခံစားချက်အစင်မှန်ဒါတွေကဘာတွေဖြစ်မလဲပေါ့နော်ဆိုတော့ rich ဒီမှာမြင်ရတာကတော့လေကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော် original slave နဲ့ပတ်သက်ပြီးတော့အစင်ပြေပြေနဲ့တော့ရှေးဆက်သွားခြင်းနဲ့ပုံစံမျိုးလေး rich ဒီမှာမြင်ရတယ်တယောက်နဲ့တယောက်ကြားထဲမှာအပေးယူမြတ်မြတ်တတနဲ့တင်းကြီးခံပြီးတော့ပေါ့နော်အခြေအနေလေးတွေဟာ balance ညီစွာ harmony ဖြစ်စွာနဲ့ရှိကိုသွားကျင်တာမျိုးတွေ့ရတယ်။နောက်တစ်ခုကကြတော့လေ original slave တွေကိုသူ့အနေနဲ့သူ့စိတ်ထဲမှာ အာခလေးလေးတယောက်လိုမျိုးပဲပေါ့နော်သူစိတ်ထဲမှာနှွေးထွေးမှုပေးခြင်းတဲ့ဒါပေမဲ့တစ်ဖက်မှာလည်းသူ့အနေနဲ့ဥစားပေးနေရတဲ့အရာတခုခုရှိလိမ့်မယ် original slave တွေနဲ့ပတ်သက်ပြီးတော့သူ့မှာနောက်ထပ်တန်းတူပေါ့နော်ဥစားပေးနေရတဲ့အရာ maybe တချို့တွေကအလုတ်စီဝါရီငွေရေးကြေးကိစ္စဒါမျိုးတွေဖြစ်ချင်းဖြစ်မယ်အာတချို့တွေကတော့တခြားအကြောင်းအရာတခုခုပေါ့နော် original slave တွေနဲ့ပတ်သက်ပြီးတော့ သူ handle လုပ်နေရတဲ့ကိစ္စတစ်ခုရှိမယ်ပေါ့နော်ဆိုတော့အရန်ကြီးတော့ originals လေးတွေကိုစိတ်ထဲမှာပေါ့နော်အာအရန်အရန်တော့လေးနဲ့တဲ့ပုံစံမျိုးတော့ risk သိမ့်မတွေ့ရအောင်ဘာလို့လဲဆိုတော့ originals လေးတွေကိုပထမအဦးဆုံးအာ first priority နေရာမှာသူတို့ထားထားတာမျိုးတော့ risk သိမ့်မတွေ့ရဘူးအာ originals လေးတွေ ਨੇ ရှင်ပြီးတော့ဒန်းတူဦးစားပေးနေရတဲ့ အကြောင်းအရာလူဆိုလဲလူပေါ့နော်တခြားသောကိစ္စရက်တွေဆိုလဲကိစ္စရက်တွေပေါ့ဒီလိုမျိုးရှိနေတာမျိုးတော့တွေ့ရတယ်ဒါပေမဲ့သူစိတ်ထဲမှာ originalness လေးတွေနဲ့ပတ်သက်ပြီးတော့ဒါရှေ့ကိုပဲအာအကောင်းဆုံးနေနေပေါ့နော်ရှေ့ဆက်သွားနေတာမျိုးတွေ့ရတယ်နောက်ပြီးတော့ဟို originalness လေးတွေနဲ့ပတ်သက်ပြီးတော့အစအစအရာရာမှာသူအကောင်းဆုံးပေါ့နော်တည်င်းကောင်းနေကြခြင်းနဲ့ ြီးလို့ရှင်သူ့အနေနဲ့ original slave တွေနဲ့ပတ်သက်ပြီးတော့သူ့ဘက်ကဘယ်လိုမျိုးသတင်းကောင်းနေပေးနိုင်မလဲเนาะနှစ်ယောက်ကြားထဲမှာ အောင်မြင်တဲ့အစဉ်ပြေတဲ့ relationship တစ်ခုတော့ဖြစ်ချင်တာမျိုးတွေ့ရတယ်ဆိုတော့ဘယ်လိုပုံစံမျိုး relation ပဲဖြစ်ဖြစ်ပေါ့နော် friendship ပဲဖြစ်ဖြစ် situation ပဲဖြစ်ဖြစ်တခြားတော့ပေါ့နော် official relationship ပဲဖြစ်ဘယ်လိုပုံစံမျိုး relation မှာပဲမဆိုသူ့အနေနဲ့သူကအောင်မြင်ခြင်းနဲ့ victory ရခြင်းနဲ့ successful ဖြစ်ခြင်းနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲ fail ဖြစ်သွားတာမျိုး failure ဖြစ်သွားတာမျိုးတော့သူမလို့ခြင်းဘူးဒီလိုပုံစံမျိုးလေးတော့တွေ့ရတယ်ရရှိလားစလေးနဲ့ပတ်သက်လို့ခြင်းသူက အဲနည်းနည်းလေး seriously တော့ဖြစ်တယ်ပေါ့နော်ဟိုဆန်းဆန်းတင်လို့ပဲပြောရမလားတိတ်အမားမခံတာမျိုး နောက်တစ်ခုကကျတော့ rich ဒီမှာဘာတွေ့ရလဲဆိုတော့อืมသူစိတ်ကမြန်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်နည်းနည်းလေးခမူးရှူရိုးဆန်တာအဲ့လိုပုံစံမျိုးလေးတွေတော့တွေ့ရတယ်ဆိုတော့ဟိုသူကတက်တက်ကြွကြွနဲ့အဲ့လိုမျိုးရှိကိုသွားတဲ့အခါမြန်မာ rich class လေးတွေက action နှေးတာမျိုးပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်သူနဲ့ balance မညီတာမျိုးဆိုလို့ရှင်တော့နည်းနည်းလေးအဲ့ဒီပုံမှာသူထိမ့်ညှိပြီးတော့နှစ်ယောက်အဆင်ပြေအောင်သွားရမယ့်ပုံမှာ နည်းနည်းလေးစိတ်ကပေါ့နော်ဟို handle လုပ်နေရတဲ့ပုံစံမျိုးလေးတော့ rich ဒီမှာတွေ့ရတယ်ပေါ့နော်ကျွန်တော်သူ့အနေနဲ့ rich class လေးတွေပေါ်မှာတင်းကြီးခံနေစိတ်တော့ရှိတယ်အဆင်ပြေပြေနဲ့ရှေ့ဆက်သွားခြင်းတဲ့နောက်တစ်ခုကဟိုတယောက်နဲ့တယောက်အဓိကအပေးယူမြတ်မြတ်တတနဲ့သွားခြင်းတဲ့ပုံစံမျိုးကို rich ဒီမှာတွေ့ရတယ်နောက်တစ်ခုကကျတော့ဟို rich class လေးတွေနဲ့ပတ်သက်ပြီးတော့လဲသူ့စိတ်ထဲမှာအာ ရှေ့အနာဂတ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဒီ future ကဘာတွေပဲဖြစ်လာဖြစ်လာရင်ဆိုင်ပြီးတော့ ဒီအခြေအနေတွေကိုတိုးတက်ကောင်းမွန်စွာနဲ့ရတဲ့အခွင့်အရေးကိုရတယ်လို့သူအနေနဲ့အသုံးချပြီးတော့ဗောနော်အာရှေ့ကိုပဲဆက်တက်သွားကျင်တာမျိုးရှေ့ကိုပဲဒီမှာဆိုလို့ရှင်အာနှစ်ယောက်ဖေဖေမမနဲ့တိုင်တိုင်မင်မင်နဲ့အရှေ့ကိုပဲသွားကျင်တာမျိုးတွေ့ရတယ်ဗောနော်အကယ်၍တယောက်နဲ့တယောက်ကသာ balance ညီတဲ့အပြောဆိုအစဉ်ပြေတယ်เนาะတယောက်နဲ့တယောက်က harmony ဖြစ်တယ်เนาะတယောက်ပေါ်မှာတယောက်တဲကြီးခံပြီးတော့အပေးကြီးလုံးဝမျှတရတယ်ဆိုသူကမြင်မြန်ဆန်ဆန်ရှေ့ကို ဆက်တက်ပြီးတော့သွားကျင်တာမျိုးတွေ့ရတယ်အဲ့တော့အခုလောလောဆယ်က original slave တွေကိုသူကနည်းနည်းလေးပြန်စောင့်နေပြီးတော့ပေါ့နော်တွဲခေါ်နေတာမျိုးအဲ့လိုပုံစံမျိုးလေးအခြေအနေမှာတွေ့ရတယ်ဆိုတော့အာနှစ်ယောက်သာ balance နေမယ်ဆိုလို့ရှင်သူကမြန်မြန်ဆန်ဆန်အဆင့်တက်ချင်တာမျိုးမြန်မြန်ဆန်ရှေ့ကိုဆက်သွားချင်တာမျိုးလေးတွေ့ရတယ်အဲ့တော့သူနေထားတော့ rich ဒီမှာမြင်ရတာအာ original slave တွေကိုအာဦးစားပေးလိုက်တခြားသောသူရဲ့ဒီမှာငွေရေးကြေးရေးကိစ္စတွေเนาะဒီမှာစီးပွားရေးကိစ္စတွေအလုပ်ကိစ္စတွေဒါတွေကိုဦးစားပေးလိုက်အဲ့လိုပုံစံမျိုးဖြစ်နေတာမျိုးတော့တွေ့ရတယ်အရန်ကြီး um originals လေးတွေကိုပထမဦးစားပေးနေရမှာတော့သူမထားထားနိုင်သေးဘူးပေါ့เนาะဒါပေမဲ့ဘလိုပဲဖြစ်သူစိတ်ထဲမှာကတော့ဒီပတ်သက်နေတဲ့ပတ်သက်ဆက်ဆံမှုဒီဒီနှစ်ယောက်ကြားက relation မှာတော့သူက fail ဖြစ်နေတာမျိုးတော့မတွေ့ရအောင်လုံးဝအောင်မြင်ခြင်းနဲ့เนาะတကယ်ရှိဝယ်ဆက်သွားမယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေတွေးထားတာမျိုးတော့ rich ဒီမှာမြင်ရတယ်ဆိုတော့ဒါကတော့သူ့ရဲ့ဒီ new person က originals လေးတွေပေါ်မှာထားတဲ့ဒါ true feeling ပေါ့เนาะ အဲ့တော့ဒီလူ new person က original slavery ကိုဘယ်လိုမျိုး next action next move တွေယူဆောင်လာဖို့ရှိမလဲ။နော်အဲ့တော့ rich ဒီမှာမြင်တာကတော့လေအရင်ဦးဆုံးတွေ့ရတာကလေ original slavery ကိုသူ့အနေနဲ့သူပိုင်ဆိုင်တဲ့အရာတခုသူပိုင်ဆိုင်တဲ့အာဘယ်လိုပြောမလဲ။ဟိုနည်းနည်းပေါ့နော်သူပိုင်နေဆိုတဲ့ပုံစံမျိုးလေးတွေးထားပြီးတော့ original slavery ကို လုံခြုံရေးထွေးမှုတော့အရင်ပေးလိမ့်မယ်ဒါပေမဲ့အဲ့ဒီနောက်မှာလည်းနည်းနည်းပေါ့နော်ဟိုအတကြီးတဲ့ဟိုလောဘစိတ်အဲ့လိုမောဟစိတ်အဲ့လိုမျိုးလေးကပ်ပါနေရမျိုးတော့တွေ့ရတယ်ရရှိလာစနေတွေကိုသူပိုင်တဲ့အရာတခုလိုပုံစံမျိုးသဘောထားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံခြုံရေးထွေးမှုလည်းပေးတာအပြင်ကိုနည်းနည်းပေါ့နော်မကောင်းတဲ့ဘက်အချမ်းကကြည့်မယ်ဆိုလို့ရှိရင်အရန် attach ဖြစ်ပြီးတော့ ဟိုကမလို့ရဘူးဒီကမလို့ရဘူးအဲ့လိုမျိုးသိရမလားကိုစိုးမိုးနိုင်လို့မဆိုးမိုးနိုင်လို့အဲ့လိုမျိုးလေးလှုပ်ချင်တာပေါ့နော်နည်းနည်းလွှမ်းမိုးချင်တယ်အာမနီဖြူလေးလှုပ်တာမျိုးတော့မဟုတ်ဘူးပေါ့သိရမလားဒီအရန် attach များပြီးတော့တအားဒီလုံကြုံအောင်ထိမ့်သိမ်းထားတာမျိုးပေါ့နော်အဲ့ဒီအာပုံစံမျိုးလေးတွေတော့ဒီ action တွေယူလာဖို့တော့ရှိတယ်ပေါ့နော်နည်းနည်းလေးဘယ်လိုပြောရမလဲ attach အရန်ဖြစ်ပြီးတော့ ချုပ်ကိုင်းတာမျိုး control လုပ်တာမျိုးဒီလိုမျိုးလေးတွေတော့သူ့ဘက်က action ယူလာနိုင်ရင်ရှိတယ်နောက်တစ်ခုက um ဒီအခြေအနေမှာအဆင်မပြေတာပဲဖြစ်ဒါမှမဟုတ်လို့ရှင်နှစ်ယောက်ကြားထဲမှာတို့လို့တို့လို့ပေါ့နော်အအခြေအနေလေးဒါ62ရောမလားနောက်ဆုံးရောမလားအဲ့လိုမျိုးဖြစ်နေလဲဆိုလို့ရှိရင် average ဒီမှာမြင်တာ10ရက်လောက်ပေါ့နော်အတယောက်နဲ့တယောက်ကြားထဲမှာ struggle လုပ်ရမယ့်အခြေအနေလေးတွေရှိလာတာမျိုးဒါမှမဟုတ်ရှင်တချို့တွေကလည်းတကယ်ကို10ရက်လောက်ပေါ့နော်အစကား ပြောတာဆိုတာအာရုပ်တရက်ကြီးပေါ့နော်အဆက်အသွယ်ပြတ်သွားတာတို့တစ်ဖက်လူဟာ new person ကိုခဏပေါ့နော် ghost လောက်သွားတာဒါမှမဟုတ်ရှင် original လေးတွေကလည်းအာတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ခဏရုပ်တရက်ပြတ်သွားတာမျိုးဖြတ်ထားတာမျိုးတွေတွေ့ကြုံလာနိုင်ကြရှိရပေါ့နော်အဲတချို့တွေကတော့ဆယ်ရက်လောက်ကြာမယ်ဒါပေမဲ့တချို့တွေကတော့တော်တော်လေးဆယ်နာရီလောက်ပေါ့နော်ဆယ်နာရီဒါမှမဟုတ်လို့ရှင်အာတရက်ပေါ့နော်အဲတပတ်ပေါ့အလောက်လောက်တော့ ကို energy နဲ့ကိုပေါ့နည်းနည်းလေးရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားတာတို့ဒါမျိုးလေးနှစ်ယောက်ကြားထဲမှာ struggle လုပ်ရတဲ့အခြေအနေလေးတွေပေါ်လာတာတို့မျိုးတော့ဒီ action တွေနဲ့ဖြစ်လာဖို့ရှိတယ်အဲဒါပေမဲ့ပြန်ပြီးတော့နှစ်ယောက်က reunion ပြန်ဖြစ်မဲ့ပုံစံမျိုးเนาะဆိုတော့ဒီလိုမျိုးဖြစ်ပြီးတော့မှတယောက်နဲ့တယောက်ပြန်ပြီးတော့ပေါင်းစည်းပြီးတော့ပြန်ညှိနှိုင်းတာမျိုးတွေပြန်ပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာအခြေအနေလေးတွေကဒီဆေးဆက်ညှိနှိုင်းပြီးတော့ပေါ့เนาะပြန်အဆင်ပြေတာမျိုးလေးတွေပျော့ပျော့ရွှင်ရွှင်ပြန်ပြီးတော့ အာ find out ဖြစ်မဲ့ပုံစံမျိုးလေးလေးပေါ့နော်တွေ့ရတယ်အာဒါပေမဲ့တချို့တွေကကြတော့လေအာငကိုရဲကိုက third person involvement ဖြစ်နေတဲ့သူတွေပေါ့နော်သုံးဝင်ဆိုင်အခြေအနေဒီ new person ရဲ့ original slave တွေရဲ့နောက်ထပ်တစ်ယောက်ရဲ့ပေါ့အဲ့လိုမျိုးသုံးဝင်ဆိုင်အခြေအနေအခြေအနေဆိုလို့ရှိရင်အဲ့သုံးဝင်ဆိုင်အခြေအနေအခြေအနေမှာတော့နည်းနည်းလေးအခြေအနေတွေဟာရှေ့ဆက်မတိုးဘဲနဲ့ဟိုမြောက်ဒီမြောက်ပေါ့နော်ဒီ new person နဲ့တိုးလို့တန်းလန်းမပြတ်မသားလေးတွေဖြစ်တတ်တာမျိုး original ဒီမှာ မြင်ရတယ်အာဆိုတော့ဒီအခြေအနေလေးတွေက ပေါ့နော်ဂျားလူဝင်ရောက်တာမျိုးဒါမှမဟုတ်လို့ရှင်ဂျားထဲမှာအာအတိုက်ခိုင်းနှောက်ရက်တွေဘေးစကားရှိတာမျိုးတွေเนาะဒီ new person နဲ့ original slave တွေဂျားထဲမှာเนาะတငယ်ချင်းအဖြစ်အတိုက်ခိုင်းနှောက်ရက်တွေတို့ဘေးလူစကားအတိုက်ခိုင်းနှောက်ရက်တွေတို့အဲ့လိုမျိုးဝင်လာတာမျိုးဆိုရင်เนาะနှစ်ယောက်ရဲ့အခြေအနေကရှေ့ကိုမြင်မြန်ဆန်ဆန် အဲတိုးတက်တာမျိုးတက်နည်းနည်းလေးပေါ့နော်အခြေအနေတခုမှ stack ဖြစ်သွားတာဒါမှမဟုတ်အမြင် shutdown တွေပြောင်းလဲပြီးတော့ရှေ့တိုးများနောက်ဆုံးမြောက်အခြေအနေလေးတွေဖြစ်လာတာမျိုးเนาะတစ်ဖက်လူက action ယူနိုင်တာဒါမှမဟုတ်ဒီ relationship မှာ next move အနေနဲ့ဒီလိုပုံစံမျိုးတွေဖြစ်လာနိုင်တာမျိုး risk တွေ့ရတယ်ဆိုတော့အဲ့ဒီအခြေအနေမှာတော့ um တစ်ဖက်လူ new person ရော original slave တွေရောတော်တော်လေးကိုစိတ်ဖိစီးမယ်အရန် anxiety မြင့်မယ် နော် ပြီးလို့ရှိရင် risk ဒီမှာဗာတွေ့ရလဲဆိုတော့ညအိမ်မပြောတာမျိုးတွေနော်ပြီးလို့ရှိရင်ညကြရင်ငိုရတာတို့မျက်ရည်ကျရတာတို့တအားကို stress တွေပြီးပြီးတော့ဒီအမလားစိတ်ထဲမှာတအားဒီပုံမှာစိုးရင်ပူပင်တော့ကတွေရောက်ပြီးတော့အရန်ပေါ့နော် overload ဖြစ်တာမျိုးတွေအရန် stress ပြီးတာမျိုးတွေဖြစ်လာနိုင်ကြီးရှိတယ်အဲ့တော့ဒီမှာပြောရင်းပြောရင်းနဲ့ပေါ့နော်ဆိုတော့ တဖက်လူက original series ကိုယူလာနိုင်တဲ့ next action เนาะနောက်ဒီ relation မှာဖြစ်လာနိုင်ကြရှိရဲ့ next move လို့ arrange ဟောနေပြီပဲအခုဒီအခုဟောသွားတဲ့အကြောင်းအရာတွေအကုန်လုံးကအခုလောလောဆယ်လက်တလောဒီဆယ်ရက်တာတော့အတွင်းမှာကိုပဲဖြစ်နေတဲ့ကိစ္စရက်တွေလို့ arrange ပို့ပြီးတော့မြင်ရတယ် um နောက်ထပ်ဖြစ်လာမဲ့ new future ဆိုတာထပ်ပေါ့เนาะအခုကိုတချို့တွေကတချို့တွေပေါ့เนาะတချို့တွေဆိုလို့ရှိရင်အခုဒီအခြေအနေတွေတော်တော်လေးဖြစ်နေပြီဆိုတာမျိုး rich ပို့ပြီးတော့မြင်ရတယ် အာတော်တော်ပေါ့နော်စိတ်အယမ်းဖိစီးနေရတာမျိုးဒီအချိန်နေမှာအမြင်ရှုထောင့်နေပြောင်းပြီးတော့တစ်ဖက်လူနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ရမလဲပေါ့နော်ရှေ့ဆက်သွားရမလားဒီပုံစံတိုင်းကြီးပဲရက်တန်းလိုက်ရမလားပေါ့နော်ရှေ့တိုးလို့လည်းမြန်နောက်ပြန်ဆုပ်လို့လည်းမရအဲ့လိုမျိုးအနေထားမျိုးတွေအခုလက်ရှိတချို့တွေမှာဖြစ်နေပြီဆိုတာကိုတော့ရမြင်ရတယ်ပေါ့နော်ဆိုတော့မဖြစ်သေးတဲ့သူတွေကလည်းဖြစ်လာနိုင်ကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဒါလေးသတိထားဖို့တော့လိုအပ်တယ်နော် ဆိုတော့ဒါကတော့တစ်ဖက်လူကဒါ original slave တွေကိုယူဆောင်လာနိုင်တဲ့ next action တမမလို့ရှင်တဲ့ဒီ relationship မှာဖြစ်လာနိုင်တဲ့ next move တွေကို rich hobby သွားတာဖြစ်ပါတယ်အဲ့တော့နှစ်ယောက်ကြားရှိဆက်အခြေအနေပေါ့เนาะဘာတွေဆက်ဖြစ်လာဖို့ရှိမလဲเนาะဒါလေးကို rich ဆက်ပြီးပြောပြပေးပါမယ်အဲ့တော့ new future ပေါ့เนาะ future future မှာနှစ်ယောက်ကြားအခြေအနေတွေကဘာတွေဆက်ဖြစ်လာဖို့ရှိမလဲဆိုရင်ကတော့ rich ဒီမှာမြင်တာကတော့လေ တယောက်နဲ့တယောက်ကြားထဲမှာတန်ရောစင်ကျိုးလေးကတော့ချီနှောင်နေပြီဆိုတာမျိုးတွေ့ရတယ်ဒါပေမဲ့အရန်ကြီးတင်းကျပ်နှောင်ဖွဲ့ထားတဲ့အာချုပ်နှောင်ထားတဲ့တန်ရောစင်ကျိုးပုံစံမျိုးမဟုတ်ဘဲね freedom လေးပေါ့နော်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပပလေးနဲ့သွားတဲ့တန်ရောစင်နှောင်ကျိုးလေးတော့ချီနှောင်နေမဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ဆိုတော့မဖြစ်သေးတဲ့သူတွေလည်းဒီလိုအနေထားမျိုးဆက်ရှိလာဖို့တွေ့ရတယ်အဲ့တော့ new person ကတော့လေအာကိုဘွားတဲ့ကိုတကယ်ကိုပေါ့နော်အမ်လောက propose လောက်ဖို့တမမဟုတ်လို့ရှိရင် တချို့တွေဆိုလို့ရှင်အာတကယ်ကိုပေါ့နော်ဟိုတဘွားစာလုံးတည်းရည်ရွယ်ပြီးတော့အခွင့်အရေးတွေပေးလာတာမျိုးတချို့တွေဆိုလို့ရှင်လက်ဆောင်ပစ္စည်းပေါ့နော်အာပေးလာတာမျိုးဒါမှမဟုတ်လို့ရှင်လည်းတချို့တွေကတကယ်ကိုပေါ့နော် commitment or something အချစ်ရင်းနဲ့ပတ်သက်တဲ့ love of our love opportunity တေချာပေါက်ပေးလာရဖို့ရှိတယ်เนาะအဲ့တော့နှစ်ယောက်ကြားထဲမှာကတော့ကြီးမားတဲ့ big changes တော့ဖြစ်ဖို့ရှိတယ် um originals လေးတွေကဒီ proposal ကိုတဖက်လူပေးလာတဲ့ invitation ပေါ့နော်ဒါကို လက်ခံသည်ဖြစ်စီလက်မခံသည်ဖြစ်စီနှစ်ယောက်ကြားထဲမှာဒီလိုမျိုးအဆင်ပြေပြီးတော့မှတယောက်နဲ့တယောက်ကြားထဲမှာ affection နေเนาะ attraction နေ chemistry မိတာမျိုးတွေဖြစ်ပြီးတော့မှနည်းနည်းလေးအခြေအနေလေးတွေကပေါ့နော် um ပြန်လဲစောင့်ကြည့်ရမယ့်အနေအထားမျိုးလေးတွေရုပ်တရက်ဆိုသလိုပေါ့နော်မထင်မှတ်ဖယ်နေအပြောင်းလဲလေးတွေဖြစ်သွားတတ်တယ်ဆိုတော့ဒါကတော့ rich ဒီမှာမြင်တာက တလတာတော့တွင်းမှာပဲဒီလိုအပြောင်းလဲလေးတွေဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်အခြေအနေတွေကအမ်ရုပ်ကြီးဆိုတဲ့လိုမျိုးပေါ့ပြောမဆိုရင် တချို့တွေကကြတော့အခြေအနေမမီလို့အကြီးချင်းမမီလို့အကြီးချင်းမပြေဝါလို့တယောက်နဲ့တယောက်ကြားထဲမှာအာရှိတင်ရှိတိုက်တဲ့ချစ်ချင်းမေတ္တာတွေကအရန် strong မဖြစ်တာတို့အရန်လုံလုံလောလောမဖြစ်သေးတာတို့အဲ့လိုမျိုးပေါ့နော်အမ်အကြီးချင်းမပြေဝါတဲ့ ဲ့လိုအချစ်တွေသစ္စာတွေအဲ့လိုမျိုးတွေကြောင့်ပေါ့နော်လိုအပ်ချက်တွေရှိနေတာမျိုးတွေကြောင့်မို့လို့နှစ်ယောက်ကြားတဲ့အခြေအနေတွေဟာရုပ်တရက်ဆိုသလိုပြောင်းလဲသွားတာမျိုးတွေနော်အာတယောက်နဲ့တယောက်ကဒီပွန့်ပွန့်လင်းလင်းဖွင့်ပြောတိုင်မင်တာမျိုးမရှိဘဲနဲ့နှစ်ယောက်ရဲ့အခြေအနေကိုပေါ့နော်ပြန်စောင့်ကြည့်ရတာမျိုးတွေပြန် stock လုပ်ဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေတော့အခြေအနေတွေရှေ့ဆက်ပြီးတော့ ကြုံတွေ့ရနိုင်ခြေရှိတယ်။အဲ့တော့ဒီမှာကတော့ Richmondar ကလေ new person က originals လေးတွေကိုเนาะ offer အခြေအနေနဲ့ပတ်သက်ပြီး propose တွေเนาะအာတဘွားတာလုံးတဲ့ရည်ရဲတဲ့ commitment ဆိုလဲ commitment ဒါမှမဟုတ်ဆိုလို့ရှိရင်လဲ left proposal ဆိုလဲ left proposal ပေါ့နော်အဲ့လိုမျိုးပေးပြီးတော့အစင်နေပြေပြီးတော့တယောက်နဲ့တယောက်ကြားထဲမှာတန်ရုံးစင်ကြိုးတွေချီနှောင်ပြီးတော့မှခုနရုတ်တရက်ဆိုသလိုပေါ့နော်အခြေအနေတွေဟာနည်းနည်းလေးအပြောင်းလဲဖြစ်ပြီးတော့မှတယောက်နဲ့တယောက်ကြားထဲမှာပြန်ပြီးတော့ ဘယ်လိုပုံစံမျိုးရှေ့ဆက်သွားအောင်လဲဆိုပြီးတော့ဒါစောင့်ကြည့်ရတဲ့အခြေအနေအနေထားမျိုးတွေပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာအာဆိုရှယ်မီဒီယာကပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်ဟိုပြန်ပြီးတော့ stock ပြန်လောရမယ့်အနေထားမျိုးတွေရှိလာနိုင်တယ်ဆိုတော့ဒီနေရာမှာပေါ့နော်တယောက်နဲ့တယောက်ကြားထဲမှာလဲပွန့်ပွန့်လင်းလင်းမပြောမစိုးเนาะနောက်ွယ်မှာအဲ့လိုမျိုး stock လုပ်နေပြီးတော့အာ တည်တည်ချာပုံမှန်လင်းလင်းတီတီကြကြဖွင့်ဟပြောဆိုထုတ်ပြောတာမျိုးတွေမရှိဘဲနဲ့စိတ်ထဲမှာမြုံစီမြုံစီပေါ့နော်အဲ့လိုမျိုးတွေပြောတာလည်းကြောင့်မလို့အဲ့လိုမဖြစ်သင့်တဲ့အဲ့လိုအပြောင်းလဲတွေပေါ့နော်ဖြစ်သွားတတ်တယ်အမ် separation ဖြစ်တာရော break up ဖြစ်တာမျိုးဒီလိုမျိုးခြေနေဖြစ်တတ်တယ်ပေါ့เนาะဆိုတော့ဒါလေးကိုထိမ့်ညှိပြီးတော့သွားမယ်ဆိုရင်ကတော့ကောင်းမွန်တဲ့အနေအထားမျိုးတွေအများကြီးဖြစ်နိုင်ပါတယ်အာအဓိကပုံမှန်လင်းလင်းပြောဆိုပြီးတော့ဒီ relationship ကို တည်တည်ကြကြထင်းထင်းသိမ့်သိမ့်နဲ့ရှေ့ကိုသတိလေးထားပြီးတော့သွားမယ်ဆိုရင်ကတော့ဒီမကောင်းတဲ့အခြေအနေတွေကတော့ဖြစ်ပြက်လာစရာတော့မရှိဘူးပေါ့နော်โอเคအဲ့တော့ဒါကတော့ risk ကြည့်ပြီးထားတဲ့ဒါ new person နဲ့ပတ်သက်တဲ့အကြောင်းအရာအဆုံးပေါ့နော် true feeling လည်းပါတယ် next section လည်းပါတယ်ပြီးရင်နှစ်ယောက်ရဲ့ future ပေါ့နော်ဒါလေးရွှေချောပြီးတော့တာဖြစ်ပါတယ် um အဲ့တော့ဒီ reading ရဲ့ ဒီနမိတ်တရားတော့ဗောနော rich မြင်တာကတော့မြ мян ဆန်းဆန်းတလတော်တွင်မှာဒီချင်းနေနေဖြစ်လာဖို့တော့တွေ့ရတယ်ဗောနော်အာအကြာကြီးနေမှာဖြစ်မဲ့ကိစ္စရက်တွေလို့တော့ rich ဒီမှာတိတ်မတွေ့ရဘူးဘာလို့လဲဆိုတော့ဒါကဈာဖြစ်မြ мян ဆန်းဆန်းလောက်ပြီးတာလည်းဖြစ်တော့ energy ကလည်းမြန်လိမ့်မယ်အာဒီ future ကိစ္စတွေကို next action တွေတို့ပါလို့ဆိုလို့ရှင် next action ဆိုလို့ရှင်တချို့တွေဆိုလို့ရှင်လည်းဖြစ် ဖြစ်နေပြီပေါ့နော်အ future ကိစ္စဒီ new future မှာဘာတွေဖြစ်လာမလဲဆိုတာတွေကလည်းဒါတလတော်တွင်မှာဖြစ်လာဖို့ရှိတယ်ဆိုတော့အရန်အကြာကြီးဒီဟာတွေကတော့သွားမဲ့ပုံစံမျိုးတော့မရှိဆိုတော့မကောင်းတာပဲဖြစ်ကောင်းတာပဲဖြစ်မြန်ဆန်ဆန်ဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်လို့အရန်ကြီးတော့စိတ်ထဲမှာ seriously မထားနဲ့ဒါလေး orange ပြောချင်တယ်เนาะ okay အဲ့တော့ new person အတွက် rich collaborating တွေကတော့လောက်ပါပဲအခုလိုမျိုးเนาะတည်တည်ချာချာ personal reading မေးချင်တဲ့သူတွေက new person package အရစီမှာလာပြီးတော့မေးလို့ရပါတယ် အခုလို reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနေတဲ့သူတွေက Rachel Facebook page, YouTube channel, Telegram channel, TikTok ဒါတွေကို follow subscribe ရန် join လုပ်ထားပြီးကိုပြောချင်ပါတယ်ရှင်။နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးတစ်ပွဲတင်ရှိပါရနော်။ Original Slay တွေအားလုံးပဲတတ်တာ။